မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျတော့ဘာလို့လို့နဲ့ဆရာတို့အခုဆိုရင်2025ကိုနှစ်ဝက်ကိုကုန်လို့ဟောနောက်ထပ်2025ခုနှစ်ရဲ့နောက်ဆုံးနှစ်ဝက်ဖြစ်တဲ့เนาะလာတစ်ဖြတ်ခုနှစ်လပိုင်းကိုဆရာတို့ရောက်ရှိလာပြီဒီခုနှစ်လပိုင်းအတွင်းမှာတနင်္လာသာသမီမိတ်ဆွေတွေအားလုံးအတွက်ဘယ်ယာတွေအကျိုးပေးကံကောင်းစီပြီးဘယ်ယာတွေအားသာပြီးတော့ဘလို့လုပ်ငန်းတွေဘယ်ယာတွေကမိတ်ဆွေတနင်္လာသာသမီတွေအတွက်တလားစာခုနှစ်လပိုင်းအတွက်ကိုခေါ်ကြပြီးမှဖြစ်တဲ့အတွက် တင်းလာသားသမီးမိတ်ဆွေတွေဆရာကိုဘယ်ကနေကြည့်နေရလဲဆိုတာဒီဗီဒီယိုရဲ့ comment box ထဲမှာဆရာကိုရေးပြသွားပါဦးခင်ဗျကဲတင်းလာသားသမီးမိတ်ဆွေတွေအားလုံးအဆဆရရအောင်မြင်မှုတွေလီလီပိုင်ဆိုင်လို့တိုးတက်ကြပါစေကျောင်းဆရာကစူတောင်းထောပနာပြုသားအပ်ပါတယ်ခင်ဗျာဒီ2025ခုနှစ်ခုနလပိုင်းဇူလိုင်လအတွင်းမှာတင်းလာသားသမီးမိတ်ဆွေများအဖို့မိတ်ဆွေတို့ရဲ့ယဉ်ထဲမှာဘာကိုဖြစ်ဖြစ်ငွေကြေးထက် လုပ်ငန်းထက်စီးပွားရေးထက်ငြိမ်းချမ်းခြင်းနဲ့အေးချမ်းခြင်းတွေအလိုရှိနေတဲ့ကာလစိတ်မျိုးဖြစ်နေတာမျိုးကိုကိုကိုစိတ်ငြိမ်းချမ်းအောင်အေးချမ်းအောင်ကြိုးစားနေတော့လာဖြစ်တဲ့အတွက်ဟာပတ်စံမရှိရင်တော်ပြီမိသားစုနဲ့အေးအေးချမ်းချမ်းနေခြင်းနဲ့စိတ်မျိုး ငွေမရှိရတော်ပြီကို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 မိသားစုနဲ့ကိုကိုရဲ့မောင်နှမတားချင်းနဲ့ကိုအေးချမ်းကျင်တဲ့စိတ်ကလေးတွေဖြစ်နေတာမျိုးတွေနော်အာတတလုံးရဟန်းဝစ်လိုက်ရင်ကောင်းမှာလို့တတလုံးတရားစကားဝင်ကောင်းမှာဆိုတဲ့စိတ်မျိုးတွေများစွာဖြစ်ပေါ်နေပြီးတော့ရန်ကိုရန်ရန်ညှစ်မတုံမြင်မဲနဲ့ PO1 ငင်းချမ်းချင်းနဲ့အေးချမ်းချင်းတွေများစွာဖြစ်ပေါ်နေတော့ကာလာဖြစ်တဲ့အတွက်မိတ်ဆွေတို့နေနဲ့ကောင်းမွန်ပါတယ်ဒါကြောင့်တုံးနဲ့တူတယောက်နဲ့တယောက်မိသားစုဝင်တွင်မှာအိမ်အတွင်းမှာလုပ်ငန်းအတွင်းမှာအဆင်မပြေမှုတွေကိုအေးချမ်းချင်းနဲ့ ကိုယ့်ဘက်ကစတင်ပြီးတော့ဖြည့်ချင်းရင်ဘယ်ရာမစိုးကံကောင်းမှုနဲ့အစဉ်ပြေမှုတွေရရှိသွားမယ်လဖြည့်ချောင်းဆရာကထပ်လောင်းပြောကြားလိုက်ပြရစေခင်ဗျာကျမ်းမာရေးတနင်္ဂနွေသမီးမိတ်ဆွေများကျမ်းမာရေးနဲ့ပတ်သက်လာရင်ဆူဆူဝါးဝါးတော့ဘာမှဖြစ်เสียအကြောင်းမရှိဘူးတမန်ဇရာကြောင့်ကျမ်းမာရေးနဲ့ပတ်သက်လို့ညံတာမျိုးလေးတွေငကူကအရှိကယောဂအဟောင်းရှိတဲ့မိတ်ဆွေများအစာရင်ရှိတဲ့သူများအစာရင်နဲ့ပတ်သက်ပြီးတော့နည်းငယ်ရှူကြတာမျိုးအသက်ရှူနှလုံးနဲ့ပတ်သက်တာမျိုးမောတာမျိုးကလွယ်ရင်ဆူဆူဝါးဝါးဘာမှမဖြစ်နိုင်ပါဘူးခင်ဗျာ အကယ်၍ဒီလိုဆွဆွဝါးဝါးဖြစ်ပြီဆိုရင်တော့မိတ်ဆွေတင်းလာတာသမီးတွေဟာလောကီမကောင်းတဲ့ပညာရက်တွေစုံတိုက်တွေလောကီရိုးရာတွေနှက်တွေတက်တွေတိုက်တွေအဆရှိတဲ့ပညာရက်တွေနဲ့ပြူစားခြင်းတိုက်ခိုက်ခြင်းမျိုးတွေကြုံရတတ်တဲ့အတွက်တော့ဒီအရာလေးတွေကိုတော့တာမန်လာရီထက်ကောတော့ဒီခုနှစ်လပိုင်းအတွင်းမှာမိတ်ဆွေတင်းလာတာသမီးတွေသတိထားဆင်ခြင်ပေးရန်အတွက်တော့လိုအပ်ကြောင်းထပ်လောင်းအကြံပြုဟောကြားလိုက်ပါရစေခင်ဗျာ တနင်္လာသားသမီးမိတ်ဆွေတွေမကောင်းတဲ့အတက်ပညာတွေအတက်ခိုက်တွေဒီဟာလေးတွေကိုထပ်လောင်းခရူးဆိုင်ပါတာမန်အားဖြင့်ဆိုရင်တော့စူးစူးဝဝဘာမှမညံ့နိုင်ဘူးဆိုတဲ့အကြောင်းထပ်လောင်းအတိပေးပြရစီခင်ဗျာငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့အနေနဲ့တတိထားရမှာလေးတွေကိုဆရာပြောလိုက်မယ်ဒါဆိုရင်မိတ်ဆွေတို့ဘယ်ဟာတွေချစ်တို့ဆောင်ရွက်လှုပ်ဆောင်တင်လဲဆိုတာသိပါမှာပေါ့ဒီခုနလပိုင်းအတွင်းမှာမိတ်ဆွေတနင်္လာသားသမီးတွေဟာအားနည်းစီတယ် လူမျိုးရှားဘာသာရှားနဲ့ပတ်သက်ပြီးတော့တတိထားဆင်ခြင်ပြီးပါတိုင်းတစ်ပါးပြပပတ်စပို့ဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်တာလေးဒီမှာအတက်ငိုင်ဆုံးကိုကိုတိုင်းဦးစီးဦးဆောင်လှုပ်ဆောင်ခြင်းထက်တအူးတယောက်ရဲ့အကူအညီကိုရယူပြီးတော့လှုပ်ဆောင်ကမှတော်ကကြမယ်လာဖြစ်ပြီးတော့အိုးအိမ်ချမ်းမြေမြေယာနဲ့ပတ်သက်လာတဲ့အခါမှာ သတိထားစီရင်ပေးရန်လိုအပ်ပြီးတော့ OA champion စောက်တာမျိုးလေးဒီမှာဒီလာတာမှာမိမိအမိခံစောက်တာမျိုးလေးတွေအားနည်းစေသလိုမိတ်ဆွေတနင်္လာသားသမီးတွေဟာဒီလာတာတော်တွေမှာနေရာထိုင်ခင်းကိစ္စလုပ်ငန်းရာထူးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့အားနည်းစေတယ်ဆိုလိုတာကရာထူးမတိုးနိုင်ဘူးຢາຮູ້ປ້ອງຈິນາမျိုးຢາຮູ້ຕູ້ບໍ່ອັດກໍຊິຊ້າຫນີດາမျိုးສຸຍນໍເມິດສຸໂຕອະມີເບ້ຖွက်ປີດໍຕະແກແດນລັດໄວມາບໍ່ມາຕູ້ມະລາດາမျိုးທີ່ຈົ່ງວ່າຕັດແດ່ နေရထိုင်ခင်းနဲ့ပတ်သက်လာတဲ့အခါအိုးအိမ်ချမ်းမြေဝဲတာစောက်တာပြောင်းတာရွှေ့ရာနေပတ်သက်လာတဲ့အခါကိုကိုယ်တိုင်ဥစည်းဥဆောင်တာဒါမိမိရဲ့အိမ်နောက်ဘက်နဲ့ပတ်သက်ပြီးလှုပ်ဆောင်တာမျိုးတဦးတယောက်ရဲ့ဥစည်းဥဆောင်မှုကိုရယူပြီးတော့စွန့်ဆောင်တာမျိုးဟာပုံမကောင်းမွန်ပဲလာဖြစ်တဲ့အတွက်တော့နေရထိုင်ခင်းကိစ္စအိုးအိမ်ချမ်းမြေကိစ္စလေးတွေတတိယဆင်ညင်ပေးပါ အမှုကိစ္စဖြစ်နေသူတွေ အမှုကိစ္စနဲ့ပတ်သက်လာပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အမွေကိစ္စဖြစ်နေသောမိတ်ဆွေများဟိုကတော့လက်ရှိမှာကာလအတော်တွေမှာဆိုရင်တော့ဘာကိုဖြစ်ဖြစ်အလင်းစလို့ဝုံတိုင်းလှုပ်ဆောင်တာမျိုးလေးတွေအားနည်းစေတယ်လို့အမှုရှိသူတွေကိုညာအိမ်ညာနေခေါ်တာမျိုးလေးတွေအဲဂျားတုံးဂျားဝင်တာမျိုးလေးတွေသူများအကြာရမှာကိုကစေတနာတွေဝေဒနာဖြစ်ရတာမျိုးလေးတွေတတိသားစင်ရင်လိုအပ်သောကာလဖြစ်ပါတယ်ဒါသမီးတပည့်လက်သားလက်အောက်နေသားနဲ့ပတ်သက်ပြီးတော့စိတ် ပုပင်တော့ကလေးတွေအနေနဲ့ပေးရတတ်တဲ့အတွက်တရိကားဆင်ရင်ပေးရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာဆိုရင်အကျိုးပေးအားတာကံကောင်းစီတော့အရာလေးတွေကိုဆရာဆက်လန်းဖော်ပြပေးရစီတနည်းအားသာမိတ်ဆွေတွေကဒီ2025ခုနှစ်လပိုင်းအတွင်းမှာဆိုရင်တော့ခရီးသွားဆိုင်ရာလုပ်ငန်းတွေနဲ့ပတ်သက်ရင်ပြည်တွင်းခရီးသွားဆိုင်ရာလုပ်ငန်းတွေအကျိုးပေးရဲအဲ တန်းလို့တွတ်တော့တဲလို့အစရှိတဲ့အရာလေးတွေနော်အဲပြီးတော့ယင်းလို့စက်ပစ္စည်းတို့နဲ့ပတ်သက်တာလေးတွေမှာခြေတူဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုတိုးတက်နိုင်တယ်အလားကုန်ပစ္စည်းတွေခြေတူဆောင်ရလှုပ်ဆောင်လို့ကောင်းတယ်ဖက်ရှင်ဒီဇိုင်နာ ဒီဇိုင်းနဲ့ပတ်သက်တာတွေကုသန်းရောင်းဝယ်ရေးရေထွက်ကုန်အလားပါကြီးရာဒီဇိုင်းနာအစရှိတဲ့လုပ်ငန်းတွေအမှုပညာပကြီးပခုဘေးဒင်ပေထစံကြံတရုပ်ဆောင်အစိုးအကအရေးအတိတုခုမှအမှုပညာနဲ့ပတ်သက်တာတွေမှာအများနဲ့ပတ်သက်တာတွေဖွဲ့စည်းအသင်းဖွဲ့နဲ့ပတ်သက်တာတွေမှာရှေ့တူဆောင်ရွက်လှုပ်ဆောင်ရင်အားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော်လာဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်လာရင်တော့ကိုဟာတက်ပြီးသားပညာရက်ကိုလက်တွေ့ကြကြအသုံးချပါရတယ်နော်သင်ယူခြင်းထက် တက်မြောက်ပြီးတော့ပညာရက်ကိုကောင်းစွာအသုံးချရင်အောင်မြင်တဲ့တိုးတက်မှုတွေလမ်းကြောင်းတွေကိုကျင့်သင်မလွဲမသွေရရှိစေမယ့်လဖြစ်တဲ့အတွက်ကြောင့်မလို့ပညာရေးနဲ့ပတ်သက်ရင်တော့သင်ယူခြင်းထက်အသုံးချခြင်းကပုံမှုအားသာကောင်းမှုတိုးတက်နိုင်သောလဖြစ်ပါတယ်ကွန်ပျူတာလုပ်ငန်းတွေအဲ အစရှိတဲ့ဟုတ်လားတန်တော့တဲ့ကြောက်မြရတနာနဲ့ပတ်သက်တာတွေဇာစီစာရိုက်လုပ်ငန်းတွေကွန်းလို့ရှမ်းလို့အစရှိတာတွေနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးအားသာကောင်းမှုပါတယ်ငွေကြီးဆိုင်ရာတွေမှာလက်လွန်ထားသောငွေကြီးတွေကိုပြန်လဲတောင်းဆိုတာမျိုးငွေကြီးနဲ့ပတ်သက်လို့ရှိရင်လုပ်ငန်းတွေကိုယင်းနှီးလှုပ်ဆောင်တာမျိုးတွေအကျိုးပေးအားသာကောင်းမှုပြီးတော့ကံကောင်းစေတယ်အဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေအများနဲ့ပတ်သက်သောဆိုင်ရာလုပ်ငန်းတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေပဋ္ဌာဟိတဆိုင်ရာလုပ်ငန်းတွေအများစုနဲ့ပတ်သက်ပြီးတော့ချိတ်တူဆောင်ရာလှုပ်ဆောင်ရင် အားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ် ရှေ့သူဆောင်ရလှုပ်ဆောင်လို့လည်းကောင်းတယ်အမှုကိစ္စဖြစ်နေသူတွေကိုကိုကအာမခံပြီးလိုက်လံကူညီတာမျိုးတွေဟာအဲ့ဒီအပူပါမိတ်ဆွေရှိကိုကျင်းတည်ပေါ့အပူတော့ကကူတက်တယ်ဒါအပြင်မိမိတို့အနေနဲ့အိမ်တော်ကြီးစိတ်ဆိုးကွဲလာပြီးဆင်းလာတဲ့သူတွေကိုညာရင်လက်မခံပါနဲ့မိမိအိမ်ကိုအကြောင်းပြုပြီးတော့လာနေပြီးတော့ကျမ်းမာရေးကုမဲ့မိတ်ဆွေတွေစေယုံတက်မဲ့မိတ်ဆွေတွေစေကမ်းပြမဲ့မိတ်ဆွေတွေဆိုရင်ဖြစ်နိုင်ရင်တော့လက်မခံတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ အဲဒီကာလအတော်အတွင်းမှာဆိုလို့ရှိရင်တော့ဖြစ်နိုင်လို့ရှိရင်သတိထားစီနေရမယ့်အချက်ကလေးတွေကိုဆရာဆက်လက်ဖော်ပြပေးပါရစေဖြစ်နိုင်ရင်ဒီလတာအတော်အတွင်းမှာနှုတ်နဲ့ပတ်သက်လာတဲ့အခါကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာအတတ်နိုင်ဆုံးစေတနာတွေဝေဒနာမပူပါနဲ့အဲကိုကစေတနာနဲ့ပြောလိုက်ပြင်မဲ့ဝေဒနာဖြစ်ပြီးတော့မလိုလားအပ်တဲ့ပြဿနာတွေဖြစ်ရတတ်တယ်ဒေါသကိုခြေတန်းတင်ပြီးဆုံးဖြတ်တာမျိုးလေးတွေမှာဘာကိုဖြစ်ဖြစ်အလင်းစလုံးလောကနဲ့ယင်းကနဲ့ဒိုင်းနဲ့ဆုံးဖြတ်တာမျိုးလေးတွေဖြစ်နိုင်ရင်သတိထားဆင်ခြင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ လူငယ်တွေအရှင်ရင်းနဲ့ပတ်သက်လာရင်တော့ရှစ်သူမရှိသူတွေရှစ်သူကြီးစားရရှိတတ်ပေမဲ့လို့အိမ်ထောင်သမီးကြီးစားများအနေနဲ့တဦးနဲ့တူတယောက်နဲ့တယောက်ဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးကြီးစားတဲ့ချစ်သူတွေရရှိတာမျိုးမိမိချစ်တော်မြတ်လို့တော်သူကိုဖွင့်ပြောရင်အာသာကောင်းမှုတိုးတက်နိုင်တော်냐လဲအိမ်ထောင်ပြုရန်တိုင်ပင်တာမျိုးစိတ်ဆက်ကြောင်းလန်းတာမျိုးလေးတွေမှာတော့တတိထားစင်ပြင်ပေးရလိုအပ်ပြီးတော့မိမိချစ်သူသမီးကြီးစားနဲ့ပတ်သက်လာတဲ့အခါမှာ အိမ်နောင်ပြည်ရန်ကိစ္စတိုင်းမင်္ဂမှာအကြောင်းအရာမျိုးစုံနဲ့လွဲနေတာမျိုးအဆက်အသွယ်ပြတ်နေတာမျိုးအဲအဆင်မပြေလာတာမျိုးတွေခံစားနေရတတ်တော့လာဖြစ်တဲ့အတွက်အဲစုပ်ဝင်လက်မကောင်းလက်ဝင်စုံမကောင်းတဲ့အတွက်ကြောင့်လို့တမီးစားများအနေနဲ့ကတော့အိမ်နောင်ပြည်ရန်စိစက်ရန်အတွက်ဆိုရင်တော့တတိထားစင်ရတိုင်းမင်းရန်လိုအပ်တော့လာဖြစ်ပါတယ်ခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့အိမ်နောင်ကြီးနဲ့ပတ်သက်လာရင်တော့နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အကြောင်းပြုပြီးတော့စိတ်တိုင်းမကြတာမျိုးလေးတွေကြောင့်အိမ်နောင်ဘက်နဲ့ပတ်သက်ပြီးစကားရှိတယ်များရတာမျိုး ဒါသမီးဇွေမျိုးသားချင်းဂျားလူတူတယောက်ကိုအကြောင်းပြုပြီးတော့စကားများရတာလို့ရင်ကျန်တာဘာမှငွေချင်းကိစ္စအကြောင်းအရာမျိုးတော့စုံနေဘာမှပြဿနာတက်စရာအကြောင်းမရှိပါဘူးသို့တော့အိမ်တော်ရင်းနဲ့ပတ်သက်လာတဲ့အခါမှာအဆက်အသွယ်ပြတ်နေသူတွေအဆက်အသွယ်ပြန်လဲတည်ရင်းရရှိတာမျိုးတွေကြုံရတတ်တယ်လို့တည်တော်သူပြန်ရှင်တာမျိုးပျောက်တော်သူပြန်တွေ့မယ်လားဖြစ်ကြောင်းထပ်လောက်ပြောကြလိုက်ပါရစေခင်ဗျာဒီလက်ကတော့အတွင်းမှာမိတ်ဆွေတို့ စပစ်စီနဲ့ပတ်သက်တာတွေယင်နေအစ်စ်ဝင်တတ်တယ်မထင်မှာဖြစ်ဖျားဖို့ခကြီးတွေတွားရတာမျိုးလေးတွေဆွေမျိုးသားချင်းအဆက်အသွယ်ဟောင်းမိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေရဲ့အကူအညီကိုရရှိတတ်တယ်လို့လက်လွန်ထားတဲ့ငွေကြေးကိစ္စတွေမှာပြန်လည်ပြောဆိုတာမျိုးအားတာတာမျိုးကောင်းမွန်တာမျိုးလေးတွေကံကောင်းစေတော့လဖြစ်တော့ကြောင်းတတိအကျိုးစားရုံးကံခက်ခက်ခဲခဲမရှိဘဲနဲ့ကိုယ့်ရဲ့စိတ်ကိုပျော်ရွှင်အောင်တိဆောက်ပြီးတော့လုပ်ငန်းဆိုင်တာတွေကိုအရင်ကြီးပြင်ပြင်မမမတွေးဘဲနဲ့လှုပ်ဆောင်ရင် အောင်မြင်တိုးတက်မှုနဲ့ရရှိစေတာ ပဂတိသေးကြစီတော့လာဖြစ်ပါတယ်မိမိရဲ့အိမ်သွင်းရေးကိစ္စတွေမိမိလုပ်ငန်းကိစ္စအကျန်းစီကိစ္စတွေကိုတော့ဖွင့်မပြောပါနဲ့ဖွင့်ပြောရင်ပြတ်တတ်ပါတယ်ဘာဘူကန်နေစီတယ်လဲဆိုတော့ဒီလားဟာဘာသာရေးဆိုင်ရာကိစ္စတွေကိုလိုက်လံဝေဖန်တာမျိုးဟာအလိုလိုမိမိရဲ့ကံကိုကြစီပါတယ်ဒါကြောင့်ဘုံကြီးယဟန်တန်ကအဆရှိတဲ့ပုံကိုယ်တွေကိုမလူနိုင်ရနေပါမဝေဖန်ပါနဲ့ပြီးတော့နိုင်ငံအကြီးအကဲတို့အုပ်ချုပ်သူတို့အဆရှိတာမျိုးဇယံငယ်နဲ့ပဲဥပမာပေးပါမယ် ဆရာဆိုကံညံ့လာပြီဆိုလို့ရှိရင်ဆရာကနံပါတ်1မိဘတွေနဲ့ဆရာရှင်မငင်းတော့ပါဘူးခင်ဗျာဆရာမှန်ရင်တော့ဆရာရှင်မငင်းတော့ပါဘူးဘာလို့လဲသူတို့နဲ့ရှင်မင်းရင်သူတို့ကမိဘဖြစ်တဲ့တော့ကံကြစီတဲ့အတွက်ဆရာသမားတို့ဖုန်းကြီးတို့ယဟန်တန်ကားတို့အုပ်ချုပ်သူတို့ဆရာမဝေဖန်တော့ပါဘူးဘာလို့လဲသူတို့ကကံမြင့်တဲ့အတွက်ကြောင့်မလို့ဆရာကဝေဖန်ဆရာကံဖိတာတတဲ့ကံမြင့်ရင်တော့မိတ်ဆွေတို့ဆန္ဒအတိုင်းလုပ်ပါကံနိုင်နေတဲ့အခါကံညံ့နေတယ်လို့ခံစားရရင်တော့ဒီရချက်လေးတွေကိုသတိထားပါဆရာကဘာအယောင်ကာလမှမပါပဲပြောတာနော် ကောင်းပြီဆိုတော့ဒီလာတာတော့ဒီမှာမိတ်ဆွေတို့အဲဆံငယ်မိတ်ဆွေဓမ္မမိတ်ဆွေများအဋိဋ္ဌံပြုလို့တပါဆိုရင်တော့မဟာသမယတုတ်ကိုတနေ့ကိုတော့နှစ်ခေါက်ဝင်းကျင် လုပ်ငန်းကင်ကလှုပ်ဖောက်ကင်ပတ်တွေနဲ့ပတ်သက်ရင်ငကူကအဆင်မပြေဘူးတဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုလွဲနေတဲ့သူတွေတော့မှပြန်လည်ပြီးတော့အဆင်ပြေတာမျိုးလေးတွေအေးချမ်းတာမျိုးလေးဂျုံတွေးရတတ်တော်လားဖြစ်ပါတယ်ခင်ဗျာဒါပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်တော့မိတ်ဆွေတနင်္လာသာသမီတွေဟာဗာလီကြံတယောက်ဆရာတို့အဲ ဂျမ်းမာရင်းနဲ့ပတ်သက်လာတဲ့အခါမှာအဲမကောင်းတဲ့အတက်ပညာတိုက်ခိုက်ပြီးဖြစ်ရတတ်တယ်လုပ်ငန်းနဲ့ပတ်သက်အလုပ်နဲ့ပတ်သက်ရင်နေရာထိုင်ခင်းနဲ့ပတ်သက်ရင်ကိုယ့်ကိုမနာလိုလို့ဆက်ထပ်ပြောပါမယ်မကောင်းတဲ့အတက်ပညာတွေအတိုက်ခိုက်တွေလောဘီစုံအစီရင်တွေလုပ်ငန်းနဲ့ပတ်သက်ပြီးလုပ်ငန်းပြရင်လုပ်ပြရင်နေနဲ့ပတ်သက်ပြီးတော့တိုက်ခိုက်တာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့တော့ကိုယ့်ကိုယ်ကိုသတိထားပါမကောင်းတဲ့အိမ်မက်တွေတင်းကြိုင်းတို့ခွေးကြိုက်တာတို့အစရှိတဲ့အိမ်မက်တွေမက်တဲ့အခါ အတက်ပညာတွေအတိုက်ခိုက်တွေတတိထားပါဘာသာတရားမပေါ်ပါနဲ့ဘာသာတရားကိုလှုပ်လေလေမိတ်ဆွေရဲ့ကံဟာတိုးတက်ကောင်းမွန်လေဆိုတော့လားဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီကာလအတော်တွင်မှာဆိုရင်တော့လုပ်ငန်းလုပ်နေရင်လည်းဘာလို့လို့ရုပ်ပြရထိုးပြီးတော့အဆင်မပြေဘူးကံညလာပြီဆိုရင်တော့အတိုက်ခိုက်တွေလုပ်ငန်းတို့အလုပ်တို့တွေနေလူဘုံမဟုတ်ရင်တော့နေရာထိုင်ခင်းမိရာကိုတိုက်ခိုက်တတ်တဲ့အတွက်တော့ဒါလေးတွေကိုတော့မပေါ်ဘူးလူအကြောင်းနဲ့မိမိတို့နီးဆက်ရဆရာသမားဂျုံကြီးအားကိုးရတော့သူတွေနားမှာအဲ အတိုက်ခိုက်တွေကိုစစ်ဆေးတာမျိုးမြေတန့်တာမျိုးကမဝါရွတ်တာမျိုးဒါမျိုးလေးတွေကိုလှုပ်ဆောင်ပြီးဖို့လူအကြောင်းထပ်လောင်းပြောကြားအကြံပေးလိုက်ပါသည်ဒီလကတော်တွင်မှာအကျိုးပေးစေသောနေသားဆိုရင်တော့တောက်ကြသာသမိတွေနဲ့တွဲဖက်လှုပ်တာမျိုးဗုဒ္ဓဘူးသာသမိတွေနဲ့တွဲဖက်လှုပ်တာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးအာသာကံကောင်းစေပါလေအကျိုးပေးသောအယောင်နေနဲ့ဆိုရင်တော့အတားအယောင်တို့အဝါယောင်တို့အပန်းအောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါလေအကျိုးပေးသောခဏအခရာတွေအနေနဲ့ဆိုရင်တော့ နှစ်ကနန်း၊ရှောက်ကနန်း၊ရှစ်ကနန်းတွေဟာမိษွေတွေကဂံကိုတိုးတက်ကောင်းမွန်ပြီး၊ဂံကောင်းစီပြီးတဲ့အခါကံဆန်းနာမျိုးအာသာကောင်းမွန်ပါတယ်။ဒါအပြင်ဆုံးပြီးသားသူတို့မဟုတ်နှစ်ကာလများစွာမတွေ့ရတဲ့မိษွေတွေကိုအကြောင်းပြုပြီးအိမ်မက်မတ်တာမျိုးမိษွေအဟောင်းတဦးတယောက်ကိုအိမ်မက်မတ်တာမျိုးကိုနဲ့ရင်းနှီးခင်ပြီးဝေးကွာနေသူကိုအိမ်မက်မတ်တဲ့အခါမှာမိษွေတွေကဂံကိုတိုးတက်ကောင်းမွန်ပြီလို့ရည်ရွယ်ပြီးတဲ့အခါထီကံဆန်းနာမျိုး ထီထိုးတာမျိုးလုပ်ပေးပါဒါဆိုရင်ကံကောင်းပါတယ်ထီထိုးတဲ့အခါမှာလည်းတူတဲ့တယောက်တည်းကြိတ်ပြီးတော့ထိုးတာဟာပိုပြီးကံကောင်းစီပါတယ်ပေါ့ရင်တော့ဆရာတော်ပါပြီနော်ကောင်းပြီဆိုတော့ကံကောင်းစီတော့လာဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်ရင်တော့ဘလောက်ပဲခက်ခဲစီကမှုအခက်အခဲတွေကိုအရန်ကြီးလော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 ဖြေမရှင်းပါနဲ့ငင်းငင်းကလေးနဲ့အေးအေးဆေးဆေးဖြေရှင်းရင် ချင်းတွေပါအရှင်ပြီအောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမှာအသေးကြပဲဖြစ်တယ်။သာသမိတပည့်လက်သားတွေနဲ့ပတ်သက်စိတ်တော့ခပေးရတာမျိုးစိတ်မြတ်တာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်အကြောင်းမိတ်ဆွေတို့အနေနဲ့သာသမိနဲ့ပတ်သက်ရင်တော့တပည့်လက်သားနဲ့ပတ်သက်ရင်တော့တတိထားဆင်ခြင်ပေးရန်လိုအပ်ပြီးတော့ကိုဝင်တဲ့သတင်းလာသာသမိမိတ်ဆွေများအနေနဲ့ကလည်းဒီလတာတော်တွေမှာအလေးပင်မှတာမျိုးလေးတွေအဲအစိုးရစိန်လွန်ခဲ့တာမျိုးလေးတွေမဖြစ်စီလို့ကြောင်းဆရာကထပ်လောင်းပြီးတော့ပြောကြပြီးတော့တာမန်လာတွေတက်တော့ပုံမပြူဆိုင်တင့်တော်လာဖြစ်ကြောင်းကိုထပ်လောင်း ပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်ဒီလက်တာတော်တွေမှာမိတ်ဆွေတို့အကျိုးပေးစီသောအရာဟာတော့ မြောက်စုစုရက်ဖြစ်ပြီးတော့စန်တီယာအရက်ကတော့အနောက်ရက်ဖြစ်ပါတယ်။ဒါအပြင်တနင်္လာသာသမီမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ဒီလာတာတော်တွင်မှာတတိထားစင်နေရမယ့်အရက်အနေနဲ့ဆိုရင်တော့အဲအချစ်တောင်တောင်ရက်ကိုခီးထွက်တာမျိုးလေးညာမိတ်ဆွေတို့ရဲ့ကံကိုအားနေစေတော်လာဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တွင်မှာဆိုရင်တော့အနက်ရောင်တို့နော်ဒါပြီးတဲ့အခါအဲဒါလေးတွေကိုစင်ဆွဲရောင်တွေကိုတတိထားဝစ်ဆင်ပြီးပါလို့ဆရာကထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ။ဒါအပြင်မိတ်ဆွေတို့ဒီလာတာတော်တွင်မှာ အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိမိလိုရာကိစ္စကိုပြောဆိုတဲ့အခါမှာမိမိတို့ရဲ့သွားလိုတဲ့ကိစ္စတွေကိုအာယုံပြုပြီးတော့လက်ခုပ်လက်ဝါးငါးချက်တီးပြီးတော့လိုရာကိုပြောဆိုဆောင်ရွက်ရင်အောင်မြင်တိုးတက်စီပြီးတော့အစဉ်ပြေသွားမှာဖြစ်ပါတယ်မိစ္ဆာတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်သွက်စီရင်မပြောမီကြော်ညာလေးဝင်ပြရစီဇယံငနာပေတွေမြေချင်း0939 293 416 7902904160 WhatsApp Telegram မှာဖြစ်စေ Viber နံပါတ်96305052မှာဖြစ်စေဆက်သွယ်မေးမြန်းနိုင်ကြောင်းနဲ့ CR TikTok Messenger တွေကနေဧည့်သည်လက်မှတ်ကြောင်းနဲ့ဩဆရာငယ်သားမှာကျွန်းနဲ့တန်လျက်ကျွန်းနဲ့ကငွေနဝင်တန်လျက်ကအတိုက်ခိုက်ကင်းတာကျွန်းလျက်တန်လျက်ဒီရရှိဈေးကြောင်းဆရာကကြားဖြတ် marketing စီးရင်လည်းကောင်းပြီဆိုတော့မိတ်ဆွေတနင်္လာသားသမီးတွေဒီလာတာအတော်တွေမှာဆိုရင်တော့ မိမိတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီမှုတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုတည်င်းစာဆက်ကူလေးတစောင်းနဲ့လုံးပြီးတော့ရိုက်ပုတ်ထိတွေ့ပြီးတော့ဗစက်ကနေပြီးတော့ရောင်းထွက်ပါစေဆိုပြီးတော့ဘလောက်စည်းနဲ့ရောင်းထွက်ပါစေဆိုရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းလိုက်ပါခင်ဗျအယောင်းတွက်အယောင်းထက်သွားပါလိမ့်မယ်ဒီလတာတော်တွေမှာအဆက်ဆက်ရရအစင်ပြီးအောင်မြင်တိုးတက်စေပြီးတော့ကံကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရီယာအနေနဲ့ဆိုရင်တော့ဒီရေရီယာဟာဆရာငယ်ဟောကမ်းမှာကိုအင်မတန်အသုံးပြုပြီးသားဖြစ်ပါတယ် မိတ်ဆွေတို့တကယ်ကိုစွမ်းပါတယ်တကယ်ကိုထိရောက်ပါတယ်เนาะဆရာဟောကမှဆိုဆရာလက်ဆောင်နေနေပြီးရဆိုတော့မိတ်ဆွေတို့ဒီလာတာတော့ဒီမှာငွေကြေးကံကောင်းစီပြီးအဆက်ဆက်ရရအစီအပြီစီရအတွက်ဆိုရင်တော့ဆရာတို့လီပိုပလင်းတစ်ခုပေါ်မှာလာဗန်လို့ရေးလိုက်ပါเนาะလီပိုပလင်းတစ်ခုပေါ်မှာလာဗန်လို့ရေးလိုက်ပါလာဗန်လို့ရေးပြီးသွားတဲ့အခါမိတ်ဆွေတို့ရဲ့เนาะလုပ်ငန်းအမြင့်တနေရာသို့မဟုတ်ရေးဈေးဆိုင်ဆိုင်အမြင့်တနေရာအိမ်ဆိုလဲအိမ်ရဲ့အမြင့်တနေရာလေးမှာเนาะဖျောင်းနိုင်ထိတ်ကနေပြီးတော့လီပိုပလင်းရဲ့အဖုံးတစ်ခုပေါ်မှာဖျောင်းနိုင်လေး၉ရက်တိတိထွင်းပါ မိမိအနေနဲ့ဘာရောင်ထွင်းထွင်း900ရအဝါရောင်ထွင်းမယ်ဆိုရင်အဝါရောင်900ထွင်းမှာအစိမ်းရောင်ထွင်းမယ်ဆိုအစိမ်းရောင်900ထွင်းမှာဘာရောင်ထွင်းထွင်းအဲ့ဒီအရောင်တူလေး900တော့ထွင်းပေးပါဘယ်နေ့ရစထွင်းထွင်းရပါလဲဆရာပြန်ပြောပြပါမယ်ငွေကြီးကန်ကောင်းစီပြီးအဆက်ဆက်ရဲ့အစင်ပြီးအောင်မြင်တိုးတက်စေရလို့ငါလီပိုပလင်းတစ်လုံးပေါ်မှာလာဘန်လို့ရေးလီပိုပလင်းရဖုံးပေါ်မှာလာဘန်လို့ရေးဘာနဲ့ရေးရမှာလဲဆိုကြိုက်တာနဲ့ရေးထင်ပြီးတော့လီပိုပလင်းဖုံးပေါ်မှာလာဘန်လို့ရေးပြီးတော့အဲ့ဒီရဲ့မိတ်ဆွေတို့ရဲ့အဲ့ဒါလီပိုပလင်းရဲ့ဟိုအမြင့်တနေရာ မှာတင်တင်ပြီးတော့အပေါ်မှာဖျောင်းနိုင်တင်ထွင်းပြီးတော့ငွေကြေးကံကောင်းအောင်ဆူတောင်းလိုက်ပါကအခက်အခဲမှန်သမျှအဆင်ပြေသွားမှာပါ။ကြားပြတ်ပြောပြစီတချို့ကဆရာတို့ဂါလာတွေနဲ့ပတ်သက်ပြီးခွဲခြားတဲ့အခါမှာမန်းဒီပတ်စံကိုကိုစားပြုတဲ့ဂါလာကတော့ဆရာတို့အစိမ်းရောင်ဖြစ်ပါတယ်။ငွေဝင်ခြင်းအစိမ်းရောင်တွင်ပေါ့။အတိုက်ခိုက်ကင်းကျင်နေဆိုရင်တော့အနီရောင်ထွင်းပေါ့ဗျာနော်။ဆိုတော့ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲလတ်လာပါပွင့်ကျင်နေဆိုရင်တော့အဝါရောင်လေးကြီးထွင်းပြီးတော့ဆူတောင်းလိုက်ပါ။ယုံကြည်ခြင်းသည်မိတ်ဆွေတို့ရဲ့ကံဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ ဘာကိုဖြစ်ဖြစ်ဒီတလတာတော်တွေမှာဒနစ်လာတာသမီးမိတ်ဆွေတွေအားလုံးဆက်ဆက်ရရအောင်မြင်တိုးတက်လို့ယတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ပြီးတဲ့အခါဘေးဗီယာမန်သမီးဝေးကွာလို့ဒုဗိတ်တန္တရအတ္တန္တရယောဂကန္တရဆိုသောကကြီ၃ပါးကနေကင်းဝေးကြပါစီတနင်္လာသာသမီးတနင်္လာသာသမီးအပေါင်းတို့အားလုံးတက်နေတဲ့ဘိုးလက်ဝေးဖြုတ်ခဲ့သူစီးစိန်ဥစ္စာများတိုးပွားပြီးတဲ့အခါ အဆစရရအောင်မြင်မှုတွေကောင်းကျိုးလိုရာဆန္ဒမှန်မဲ့ပြီးဝကြပါစီကြောက်စရာကမေတ္တာပို့ဆုတောင်းထောပနာပြုသားလိုက်ပါရခင်ဗျကဲအင်္ဂါလှဲ့တွေကိုခဏနေပြန်လာပါမယ်ယေရှုတမန်